ဒီကနေ့9ရက်6လ2025ရက်နေ့မနက်7:00နာရီအချိန်မှာအာရှတော်ဝင်စေယုံကြီးမှာရုတ်တရက်ွယ်လွန်သွားခဲ့တဲ့တရုတ်ဆောင်ပွင့်နေဒီမောင်ရဲ့ခင်မွန်ကိုနီကျော်တန်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပွင့်နေဒီမောင်ကတော့အနုပညာလောကမှာနှစ်ပေါင်းများစွာရပ်တည်နေတဲ့နိုင်ငံကျော်တရုတ်ဆောင်တယောက်ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဗီဒီယိုဇာတ်ကားတွေမှာပါဝင်တရုတ်ဆောင်ခဲ့တယ်လို့အခုနောက်ပိုင်းမှာဆိုရင်လေဇလန်တွဲတွေမှာပါပါဝင်တရုတ်ဆောင်လာနိုင်ခဲ့တာလည်းဖြစ်ပါတယ် တရားဆောင်ပွင့်နေဒီမောင်ကတော့ပျော်ပျော်နေထိုင်တတ်သူတအူဖြစ်ပေမယ့်သူမရဲ့အိမ်ောင်ရေးဘွားနဲ့ပတ်သက်ပြီးတခါမှအခြားပြခဲ့ခြင်းမရှိတာကြောင့်ပြည်သက်တွေအနေနဲ့သူမမှအိမ်ောင်ရှိတယ်ဆိုတာကိုတော့အခုမှသိခွင့်ရခဲ့ကြရတာလည်းဖြစ်ပါတယ်။တရားဆောင်ပွင့်နေဒီမောင်ရဲ့ခင်မွန်းဖြစ်သူကိုနေကျော်သက်ဟာဒီကနေ့9ရက်6လ2025ခုနှစ်မနက်7:00နာရီအချိန်မှာအာရှတော်ဝင်စည်းရုံကြီးမှာကွဲလွန်သွားခဲ့ရတာဖြစ်ကြောင်းပွင့်နေဒီမောင်ရဲ့ခင်မင်းရင်းနှီးသူတွေပြောပြချက်အရသိရှိရတာလည်းဖြစ်ပါတယ်။ ဖွင့်နေဒီမောင်ရဲ့ခင်မွန်ဖြစ်သူကိုနေကျော်တက်ဟာဒါတာရှီယောဂလိုမျိုးကြီးကြီးမားမားယောဂခန်းစားနေရတာမျိုးမဟုတ်ဘဲရုတ်တရက်ဆိုသလိုကွဲလွန်သွားခဲ့တာလည်းဖြစ်ပါတယ်။ဖွင့်နေဒီမောင်ကတော့ပြီးခဲ့တဲ့မေလအတွင်းကမှခင်မွန်ဖြစ်သူနဲ့အတူသာသနာပောင်ကိုဝင်ရောက်ခဲ့တာဖြစ်ပြီးဘဝမှာသီလရှင်တစ်ခါမှမဝင်ဘူးပဲခင်မွန်ဖြစ်သူရဲ့အားပေးမှုကြောင့်သာသနာအနယ်ဝင်သီလရှင်အဖြစ်ကိုဝင်ရောက်ဖြစ်ခဲ့တဲ့အပေါ်ပြည်သက်တွေကတော့မှကြီးကျူးနေခဲ့ကြတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ဖွင့်နေဒီမောင်ရဲ့ခင်မွန်ဖြစ်သူကိုနေကျော်တဲ့တယောက်။ကောင်းရမွန်ရဘွားကိုရောက်ရှိပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ရပါတယ်ရှင်။